ကိုက်ကိုက်ဟုတ်တယ်မနေ့တော့ကဆိုတော့ညီမလေးကိုက်လို့ဝိုင်းစီးတွေလိမ့်ရအဲခြေတော့ချောင်းလေးကကတ်နာခြေတော့ကအချောင်းလေးကျိုးလာခွာလာပြန်ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေအဲ့ဒါလေးရဲ့တချက်ပြီးတော့အသေးလေးလည်းပြန်စစ်ချင်နေအသေးကလည်းအခုမစစ်ဖြစ်တာဆိုတော့တနစ်နေပါရှိတော့မယ်ပေါ့နော်ဖန်ကောက်ကိုအခုဖန်ကောက်လည်းမသွားပြဘူးဆိုတော့ဒီမှာပဲပြန်ပြီးစစ်တော့စစ်ကြည့်အောင်မယ်ဟုတ် ယူရပါတယ်တကယ်ကိုမင်္ဂလာကြီးတဲ့သာခန္ဓာအတိအကျဆိုလို့ရှိရင်မင်္ဂလာဝဲတွေအများကြီးတော့မှာဒါတော့ less ပေါ့နော်ဟုတ်ဆရာတို့ကတော့ညစောင်းလေးနေပတ်ရှင်နေလေအိမ်မှာလာလာပြောပါဦးမမချက်ကတူရတယ်เนาะဒါကျမကြီးเนาะအဲ၆လောက်လေးအကျော်လေး ဖြစ်နေရတာမှာမမလည်းဒီနေ့ဆိုလို့ရှင်မနေ့ကပွဲကြီးတွင်လေးကြိုက်ခင်းနေရတာမှာမဖြစ်ဖြစ်အောင်ကိုလာဆေးထိုးဆေးတောက်ပြီးတော့ကိုလာတယ်ဒီနေ့လေးနေ့အောင်မတက်နိုင်တော့မတက်နိုင်တော့ဘူးလို့ထင်နေကြတာဟုတ်ဘူးမနေ့တော့လေအရန်တင်လာရှူရစီအမနာဝဲပန်းလာလားလေဒီရှူချောင်လာတော့မသိဒီလေးရှူစီမမမအာယုံကြောမကောင်းမထက်ဆေးတွေလည်းတောက်နေရဆိုအဲ့ခဏအမြင့်စီးတော့မရဘူးမနေ့ကခဏအမြင့်စီးပြီးတော့မှဒီနေ့ကမထက်နိုင်တော့ဖြစ်ဟုတ်ပါလေကဲ လာပြီးမှတော့ဒီပွဲလေးကိုတော့ထပ်ထပ်လိုက်ပါမယ်ဆိုပြီးတော့ဒီပွဲတော့နှဲမှဖြစ်မယ်ဆိုပြီးတော့ပြင်မယ်ဆိုတော့ဟုတ်တယ်ဆိုတော့အထောက်တွေကိုဘယ်နှစ်နိုင်လောက်စီလိုက်ရလဲ တနေ့တည်းလုံးမလေးအရန်ပြန်မှန်းသွားပြီနော်တာပြန်မှန်းတော့ပြန်မှန်းမပြောရပါနဲ့တော့ဒီမှာဆူဆူနဲ့လည်းပြောရမမိုရောမစင်တော့ကိုရန်လေးနဲ့ရောဖူဖွေးဘုံဘုံစေးကိုလုံးနဲ့တွေ့ရပြောတယ်ဒီမှာတစ်ခါတစ်ခါတလီမှတွေ့ရတွေ့ရဆိုဟုတ်အဲ့နည်းလေးပြောနော်မမတစ်ခါတစ်ခါပွဲပြောလိုက်တာတဲ့မမတဲ့အကုန်လုံးနဲ့ကိုရဲ့မိဟောင်းဆွေဟောင်းတငယ်ချင်းတွေပေါ့ငယ်တငယ်ချင်းတွေအကုန်ပြန်တွေ့ရတယ်တဲ့ အဲ့အဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲပျော်တယ်ပေါ့အပွဲတရပျော်တယ်တဲ့ဒီခါဆိုဟိုနည်းနည်းနေမကောင်းဖြစ်တာတော့ပျောက်သွားတယ်ဟုတ်တယ်ဟုတ်တယ်ပျောက်စက်ကောင်းအောင်ဆွေးအောင်ပြန်တွေ့ရပါတော့ပြန်တွေ့ရပါ စုံပြစ်တာကြာပြီကြာပြီဗောမထက်ကားလည်းမရိုက်ဘူးဆိုတော့လေအခုမထက်စက်ကားလေးကလည်းရွှေပင်အိုးဆိုတာဒီ April 18ရက်နေ့မှာပြမယ်ဆိုတော့ပျော်ရယ်မထက်လည်းဒါချစ်ခင်ရတဲ့ဒီကိုရဲ့ကျေးဇူးရှင်ချစ်ပြိတ်သက်တဲ့နဲ့တွေ့ရမှာဆိုတော့နော်ဟုတ်တယ်ဟမ်တကြံပြီးရင်တွေ့ရမှာဆိုတော့မထက်အမှ တွေ့အောင်မယ်တွေ့အောင်မယ်နော်အဲ့တော့ကဘယ်လောက်ကြီးကြိုးရင်ခုံနေရလဲရင်ခုံတော့ဘောအိုက်ဆက်ကရိုက်တော့အရန်ပင်မှန်းနေလေအိုက်ဆက်ကလေအခုယုံတင်ခွင့်ရပြီဆိုတော့အတိုင်းမသိဝမ်းသာတယ်ကိုပင်ပင်ပန်းပန်းလှုပ်ထားတဲ့အလုပ်တစ်ခုကိုအခုဘာပဲဖြစ်ဖြစ်အကောင့်ထဲခြားပြရရဆိုတော့ခတ်တော့ပြော့တယ်လေဟုတ်ကဲ့ရုပ်ရှင်တော့ကြည်ကျင်းနေပြီအများကြီးပဲရင်းနှော်လေးနေကြတယ်ကမ်ပတ်လေးနေတယ်နော်အင်းပြောပြပါဦးကမ်ပတ်လေးနေပရိသတ်တွေနေ အဲကမ်းပတ်ရလို့တော့မဟုတ်ပါဘူးအလုပ်တစ်ခုမှတ်တော့တော့တသက်လုံးလှုပ်ချင်တာပေါ့နော်ငယ်တုန်းကအသက်16နဲ့18နှစ်ကရင်စပြီးဒီအမှုပညာလောကတဲ့ဟိုဝင်လာခဲ့တဲ့သူဆိုတော့ဟိုတည်တဲ့ခီတော့လှုပ်ချင်တာပေါ့ဒါပေမဲ့ကျမကြီး ကျမ်းမာရေးကောင်းမှလှုပ်လှုပ်ရမှာလေအဲကြောင့်မလို့ဟုတ်ကျမ်းမာရေးချိန်နေရလာအခုလေအဲအာယုံကျော်ဒီဥစ္စာလေးကနည်းနည်းလေးပိုဆိုးလာပေါ့နော်မထက်ကဒီခြေထောက်အချောင်းလေးနှချောင်းကျိုးထားတာကိုမသိဘူးဒါမှမဟုတ်ရိုက်ကြည့်လိုက်တော့ဒီခြေထောက်ကျိုးတာလေးကိုအဲဂယုမဆိုင်မိဘူးပြစ်ထားသလိုဖြစ်တော့အခုကျတော့အရန်ကြိုက်တယ်နော်မနေ့တော့ကဆိုနော်ညီမလေး ကိုက်ပြီးတော့ဆေးတွေလိမ့်ရအဲဆေးချောင်းလေးကကတ်တာခြေထောက်ကအချောင်းလေးကျိုးတာဟုတ်တယ်အဲ့လိုမျိုးဖြစ်နေအဲ့ဒါလေးရတချက်ပြီးတော့အသေးလေးလည်းပြန်စစ်ချင်နေအသေးကလည်းအခုမစစ်ဖြစ်တာဆိုတနစ်နေပါရှိတော့မယ်ဘောနောဖန်ကောက်ကိုအခုဖန်ကောက်လည်းမသွားပြည့်ဘူးဆိုတော့ဒီမှာပဲပြန်ပြီးစစ်တော့စစ်ကြည့်အောင်မယ်ဟုတ်တို့ချင်ရရင်ရောအခက်အခဲရှိအောင်မလားမထအခက်အခဲသွားကိုကျမရင်လည်းပဲပဲပြန်အဲ ဟုတ်တယ်အဲ့လိုမျိုးကျမ်းမနေတုံးရရင်တော့အဆင်ပြေပါတယ်တော်ကြကိုကြောင့်မို့လို့ရက်ကနားရတာတို့သိရမလားသူများတွေကအများကြီးနဲ့ဆိုတော့အများနဲ့လှုပ်လှုပ်တယ်ဆိုအားနာလို့လေအားကြောင့်မို့လို့ မမပြောပြပါမတက်ကြည့်လို့တဲ့ဒိုက်တဲ့ပေါ်ပါဘလို့ရှိရောပြောတာပေါ့နော်ပြောတာပေါ့မမထက်ကငငယ်လေးကလေးကကိုကိုတိုင်ရောမိသားစုအကုန်လုံးကချစ်ကြတာဆိုတော့လေအဲမမကဒါရန်နာလုပ်ငန်းလုပ်တဲ့ခါကျတော့လေရန်နာလုပ်ငန်းပေါ်မှာကျွမ်းကျင်နေလုပ်ငန်းကတော့ဘယ်လုပ်ငန်းဖြစ်ဖြစ်သူကစေတနာပါတယ်စိတ်ပါလက်ပါလုပ်တယ်ပေါ့နော်ဒါအမှုပညာလုပ်ငန်းတွေပေါ့ဒီရိုက်ကူးရေးလုပ်ငန်းတွေကိုရဲ့အမကတော့အတိုင်းမသိကျွမ်းကျင်အဲချစ်ပြီးသားဆိုတော့ကိုလည်းတကယ်ကိုဒါလေးတွေဝမ်းသာပါတယ် နေ့ကမနေ့ကပွဲကိစ္စလေးတော့ နေ့ကပွဲမှာဆင်ရတဲ့ပေါ့နော်ရန်နာလေးကိုလေစဉ်းစားမိတယ်ခုအချိန်ကြီးပျော်ပျော်ပြီးကျင်နေတာပေါ့ဂျီနူဘီဘီတီဖြစ်နေတာထိတ်တန့်ရွှေ့ပြင်းနဲ့ဒီရဲ့ဟိုအရန်နေအကုန်လုံးကိုလည်းလောက်လောက်ငန်းငန်းနဲ့လလပပလေးပြပြစုံစုံတပွဲလုံးကိုလှုပ်ပေးလိုက်ရတဲ့အတွက်ဝမ်းတာဝမ်းတာနေပါပေါ့ပျော်လို့ပျော်နေတာနော်ဟုတ်တယ်ညလုံးထိုင်စကားပြောနေကြအဲဒီနေ့တသားရဲ့မွေးနေ့လေးလည်းဖြစ်တော့တသားမွေးနေ့လေးမှာအပုံလေးတွေပြန်ရှာတဲ့ခါကျတော့မမထက်တသား၃နှစ်တုန်းကပေါ့နော်အဲမမထက်ရ ရဲ့အဲဆုပ်ပြေလေးရဲ့နှစ်ယောက်တူတူပေါ့နော်ရိုက်ထားကြတဲ့ပုံလေးတွေပေါ့အဲ့ပုံလေးတွေခုပြန်ပြီးတော့တင်တဲ့ခါကျတော့ဩကိုရီးယားတန်ရုံးစင်ကဒါ15နှစ်ပေါ့နော်15နှစ်ဆယ်စုနှစ်ကျော်ခဲ့ပြီ15နှစ်လောက်ရှိနေပြီပေါ့နော်အဲအဲ့လိုမျိုးတွေဆိုတော့ကိုယ်စိတ်ထဲမှာဩစိတ်ထဲမှာကြည်နူးပြီးပီတိဖြစ်ရတာပေါ့အရင်တုန်းကလေးကချီရတဲ့ ချစ်ရတဲ့အမှုပညာရှင်တွေကခုချိန်ထိကိုချစ်ခွင့်ရတယ်ချစ်ရတယ်ပြီးတော့ကိုလုံရတဲ့ဒီရတနာလုပ်ငန်းကိုအဲဒါဆုပ်ပစ်လေးရဲ့မင်္ဂလာဆောင်မှာကိုယ်တိုင်ပေါ့နော်ဒီလိုစင်ញံအဲစင်မြင်ရတဲ့အတွက်ကိုနော်နောက်တစ်ခါဒီပေါ့နော်အားလုံးကမန်ဟိုမြန်မာကိုယ့်ရဲ့မြန်မာဟုတ်တယ်မြန်မာရဲ့ဂုံဆောင်ပေါ့နော်မြန်မာရဲ့ဂုံဆောင်ဒါ Ruby နော်ကျမတို့ရဲ့ဒါဖုံးချက်တွေကိုတိုးပွားစေတဲ့ဗရမ်များကြီးကို ဝစ်ဟိုပါပေါ့နော်စင်မြန်းခွင့်ရတဲ့အတွက်တကယ်ကိုစိတ်ထဲမှာကြည်ကြည်နက်နက်နဲ့ကိုပီတီအရန်ဖြစ်ရပါလေစိတ်ကြိုက်ပုံခေါ်ပေးနိုင်ခဲ့တယ်လေဟုတ်တယ်ဟုတ်ပါညီမလေး6လလောက်ကလေးကလွန်ခဲ့တဲ့6လလောက်ကလေးကညီမလေးတို့ကနေပြီးတော့ဒီပွဲလေးကိုအဲနည်းနည်းလေးပေါ့စပြီးတော့ကန်အတူတူတိုင်ပင်ပြီးတော့ကန်လန်းတဲ့အခါမှာအဲဟုတ်ပြီမမကဆိုလို့ရှိရင်ဗရမယာသူဝစ်ချင်တယ်ဆိုတော့ဟုတ်ပြီဗရမယာကိုဘလို့လေးဝစ်ချင်တယ်လဲသူကရိုးရိုးရှင်းရှင်းလေးနဲ့သူတို့သမီး ခုအရင်တော့ရှိခိသရိုသမီးတွေပုံစံလေးဝစ်ချင်တယ်โอเคအဲ့ဒါဆိုလို့ရှင်မမတို့ကအရင်တော့ပုံစံလေးတိုင်းလဲရအောင်ပြီးတော့သူ့ဗရန်မြာဝိယုံတော်ပေါ့နော်ဝိယုံပေါ့အဲ့လိုမျိုးဗရန်မြာဝိယုံကြီးတွေဗရန်မြာအင်ကြီးတွေဗရန်မြာပဝါတွေပေါ့အဲဒါမျိုးတွေကိုလည်းကိုကနေပြီးတော့ပေါ့နော်တေချာလေးပေါ့လုံခဲ့တဲ့6လောက်လောက်ကလေးအချိုးတင်ပြင်ဆင်ပြီးတော့မှတေချာစေတနာမြတ်တာတွေထည့်ပြီးတော့လုပ်ပေးထားပါတယ်ခုနမမထပ်ပြောသလိုပဲအရန်12ရက် เนาะအဲဒါခါဟိုဘက်မိသားစုဒီဘက်မိသားစုပေါ့เนาะအဲနှစ်ဖက်မိဘပေါ့နှစ်ဖက်မိဘနဲ့မျိုးเนาะအမလေးညီမလေးတွေအဲ22ယောက်လုံးပေါ့เนาะဆင်ခွင့်ရတဲ့အတွက်လည်းဝမ်းသာကုန်ယူပါလိမ့်ရှင်တန်ဖိုးဆိုတာတည်းမေတ္တာပို့ပြီးတော့ကြီးမားပါတယ်ဟိုပါပေါ့เนาะဒီကိုဟင်းရဲ့အင်ချီမှာဆိုရင်အပွင့်900နဲ့1000ကျောင်းကိုတုံးထားပါတယ်အဲစုပြည့်လေးရဲ့ပဝါနဲ့အင်ချီမှာတော့အပွင့်900ကျော်တုံးထားပါတယ်ပေါ့เนาะအဲ့တော့အပွင့်အဲဒါဗရမျာ ကရက်ချိန်နေရဆိုလို့ရှိရင်ဒါတစ်ခိုက်အနည်းဆုံးပဲပေါ့အနှစ်ခိုက်ဒီသုံးခိုက်ဒီအဲတော့လုံးကျော်တွေကိုဟင်းရဲ့လုံးကျော်တွေမှာဆိုလို့ရှိရင်ဒါ၅ခိုက်ပေါ့နော်ငါကရက်ဆိုက်တွေအထိပါပါတယ်အဲ့ဒီတွေ့ပေါ့နော်စိတ်ထဲမှာအတိုင်းမသိပီတိဖြစ်ရပါတယ်ကိုအနေနဲ့လာစူဆောင်းခဲ့တဲ့ယန္တနာတွေကိုဒါကိုပေါ့နော်စဉ္ညာခွင့်ရတယ်ဆိုတဲ့အတွက်စိတ်ထဲမှာအရန်ကိုကြည့်လို့ရပါတယ်